ဂျပန်ရောက်လာတဲ့မိဒီကောင်နဲ့လူနှစ်ယောက်တခါတော့ဟာတာဖမြက်ဟာမိဒီကောင်ကိုစီးပြီးဂျပန်ကိုရောက်လာဂျပန်ရောက်ချင်းလူတွေကသူတို့တာဖောက်ကြည့်ပြီးပါစီပါစီလောက်တော့မိကဖြက်ခနဲ့အမင်းနဲ့ကြောဘောကတာဖမြက်ကိုလှမ်းပုတ်တော့တာဖမြက်လည်းမိရဲ့ကြောဘောကနေချက်ချင်းဆင်းပြီးမိကိုထမ်းကြအဲ့ဒီလုံးနဲ့တာဖမြက်လည်း မိကိုထမ်းလိုက်တနေရာရောက်တော့နောက်ထပ်လူစုနဲ့ထပ်ဆုံးအဲ့ဒီလူစုကလည်းဗဇက်ကပွားစီပွားစီလောက်ကြပြန်တယ်ဒါအောင်မိကမြင်တော့သူ့ကိုထမ်းနေတဲ့သားဘနှစ်ယောက်ကိုအမီးနဲ့လှမ်းပုတ်ပြန်တယ်သားဘနှစ်ယောက်ကလည်းချက်ချင်းပဲမိကိုထမ်းနေရတာချပြီးရှေ့ကနေကျိုးနဲ့ဆွဲကြတယ်အဲ့ဒီလိုဆွဲလာနေကြရင်တိတ်မကြလိုက်ဘူးနောက်ထပ်လူစုနဲ့ထပ်ဆုံးပြန်တယ် အဲ့ဒီလူစုကလည်းတားပါညောင်းတဲ့မြေးတကောင်ကိုမြင်မြင်ချင်းဗဇက်က꽈စီ꽈စီထတ်လောက်ကြပြန်တယ်။ဒေါင်ကြီးရဲ့မြင်တော့တားပါညောင်းကိုတိုးတိုးလေးကပ်ပြောတယ်။အဲ့ဒီလိုပြောပြီးတိတ်မကြလိုက်ဘူး။တားပါညောင်းကဂျပန်နိုင်ငံရဲ့လူစီကားရအရက်မှာဆိုင်ဆိုင်ခွင့်လိုက်ကြတယ်။ဆိုင်အဝင်ဝမှာရေးထားတာကမြေးအသားကြီးလက်လက်ဆက်ဆက်ရပြီ။အရင်ကမြင်းနဲ့တားပါညောင်းကို ွားစီပွားစီလောက်ခဲ့ကြတဲ့လူတွေဟာတာဘနှစ်ယောက်ရဲ့ညီအသားခင်ဆိုင်ရှိမှာတန်းစီလူခါ